မင်္ဂလာပါလေပင်ရုပ်တံရဲ့မေလ20ရက်နေ့ညနေပိုင်းသတင်းတွေကိုတရားထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ YB ရဲ့ရင်ပေါ်မှာကပိုင်းနိုင်ခံရသည့်လူငယ်တူကိုကပိုင်းနိုင်များကအုပ်စုဖွဲ့ရိုင်းနှင်းမှုဖြစ်ပွားဆိုတဲ့နောက်ဆုံးညနေကတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါအပြင်လာရှုမြို့အတွင်းနေထိုင်သူများအတွက်နိုင်ငံသားစီစီရေးကနဲ့အခြားလူဝင်မှုကြီးကြပ်ရေးကိစ္စများစတင်ပြုလုပ်ပေးဆိုတဲ့တွင်ရုရှားကကီးယက်ကိုဒရုန်းများဖြင့်တိုက်ခိုက်နေချိန်မှာ ယူကရိန်းသမ္မတဇယ်လန်စကီးကအမေရိကန်ဒုတိယသမ္မတဘတ်စ်နှင့်တွေ့ဆုံဆိုတဲ့တွင်လာမယ့်နေရာဒီမှာကစားသမား၄ဦး၅ဦးထောက်ခံမိဟုအာဆင်နယ်အသင်းနီးပြအာတီတာအတည်ပြုပြီးဘုတ်ဖွဲ့အနေဖြင့်ပါနက်စွာလှုပ်ဆောင်ရန်လိုအပ်ဟုတိုက်တွန်းဆိုတဲ့တွင်အစိုက်ရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ YBS ရင်ပေါ်မှာကပိုင်းနိုင်ခံရတဲ့လူငယ်တူကိုကပိုင်းနိုင်များကအုပ်စုဘွဲ့ရိုင်းနှံမှုဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗိုင်းပြဲရင်ပေါ်မှာကပိုင်းနိုင်ခံရတဲ့လူငယ်တဦးကိုကပိုင်းနိုင်တွေကအုပ်စုဖွဲ့ရိုင်းနှက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေ29ရက်မနက်၈နာရီခွဲကျော်မှာရန်ကုန်မြို့ပန်းစိုရန်လန်းနဲ့ကန္နာလန်းတောက်မှာလူငယ်တအူးတရားရရရှိကသတင်းလင့်နေကြောင်းသတင်းရတဲ့အတွက်ကိုပူတူးနဲ့ဗောရာမြာပရဟိတအဖွဲ့ကသွားရောက်ကူညီခဲ့တယ်လို့သိရပါဗျ။ပဝင်းချင်းကပြောကြတာတော့ YBS ကားပေါ်ကနေကန်ချခံရပြီးအောက်လဲရောက်ရောခပိုင်းနဲ့အဖွဲ့ကဝိုင်းမီကန်ချောက်ထိုးရိုက်ကြတာလို့ပြောတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့လူငယ်က16နှစ်လောက်ရှိပြီးတရည်လင်နေတယ်။သူ့မှာဒဏ်ရာရှိမရှိစစ်ဆေးတော့ညာဘက်ကြိုးစောင်းမှာပေါက်ပြဲပြက်ရှဒဏ်ရာတစ်ခုတွေ့တယ်။သူ့ကိုအရေးပေါ်ကုသမှုတွေပေးပြီးတရည်ပြန်ရအောင်လှုပ်လိုက်ရတယ်လို့ကိုဘူတူးကပြောပါရယ်။ဒဏ်ရာရရှိခဲ့တဲ့လူငယ်အမျိုးသားကိုရန်ကုန်ပြည်သူ့စင်းရုံကြီးကပို့ဆောင်ပေးခဲ့တယ်လို့သိရပြီးလူနာအမျိုးသားဟာတရည်အကောင်းစွာရရှိတယ်လို့သိရပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာရှုမြို့တွင်နေထိုင်သူများအတွက် နိုင်ငံသားစီစီရေးကတ်နဲ့အခြားလူဝင်မှုကြီးကြပ်ရေးကိစ္စများစတင်လှုပ်ဆောင်ပေးဆိုတဲ့ကိုတင်ဆက်ပေးပါမယ်။နာရှုမျိုးတွင်နေထိုင်သူတွေအတွက်နိုင်ငံသားစီစီရေးကတ်နဲ့အခြားလူဝင်မှုကြီးကြပ်ရေးကိစ္စတွေစတင်လှုပ်ဆောင်ပေးနေပြီဖြစ်တယ်လို့လာရှုမျိုးကန်အချို့ရဲ့ပြောကြားချက်တွေအရသိရပါဗျ။မေလ19ရက်ကစတင်ပြီးလာရှိုးမြို့ပေါ်မှာနေထိုင်သူတွေအတားတွေ UID ကောက်ယူတာစတာတွေကိုပြုလုပ်ပေးနေရလို့သိရပါတယ်။ဒီနေ့ကစပြီးလုပ်ပေးနေတယ်။ မပုံတင်ပြောက်သွားတဲ့သူတွေအတွက်ရောတခြားသကောင်စင်းပျောက်ဆုံးပြည့်စည်သွားတာတွေအတွက်ရော UID ကောက်ယူတာရောပြန်လုပ်ပေးနေတယ်ဒီနေ့ဆက်လုပ်ပေးတယ်လို့လာရှုမြို့ကန်တဟုကပြောပါရယ် လက်ရှိလာရှုမျိုးရဲ့အခြေအနေဟာဌာနဆိုင်ရာရန်တရားတွေပုံမှန်လက်ပတ်နိုင်ဖို့ဆောင်ရွက်လျက်ရှိပြီးလျှက်စစ်မီကတော့မြို့ပေါ်တချို့ရက်ွက်တွေမှာသာရန်ရှိသေးတယ်လို့သိရပါဗျ။လျှက်စစ်မီကတော့ရတဲ့နေရာတွေမှာတော့ပြက်နေတယ်။နေရာတော်တော်များများတော့မရသေးဘူး။ရေကတော့စီပင်ကဖြန့်ဖြူးနိုင်အောင်လုပ်ပေးနေတာတွေ့တယ်။တခြားဌာနဆိုင်ရာတွေကတော့ပြန်လည်လက်ပတ်ဖို့စူးစမ်းနေတာတွေ့တယ်လို့လာရှုမျိုးကန်တဟုကပြောပါဗျ။ အလားတူလားရှုမြို့မှာရှိတဲ့ဂရင်900အထွေထွေယောဂကုဆင်းရုံကြီးမှာရှိတဲ့ရေဘော်ဌာနကိုမေ9ရက်မနက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါဗျ။လားရှုမြို့ပြည်သူဆင်းရုံကြီးကိုလာရောက်ဇေဝကုသကြတဲ့လူနာတွေကိုလက်တလုံးမှာမနက်၈နာရီကနေ၁၂နာရီမော်လဲ၁နာရီကနေညနေ၅နာရီအထိဆရာဝန်ကြီးတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကကြီးစုကုသပေးနေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရုရှားကကီယက်ကိုဒရုန်းများဖြင့်တိုက်ခိုက်နေချိန်မှာယူကရိန်းတမရဇယ်လန်စကီးက အမေရိကန်ဒုတိယသမ္မတဘတ်စ်နဲ့တွေ့ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားကယူကရိန်းရဲ့ကီယက်မြို့တော်ကိုဒရုန်းတွေနဲ့စံချိန်တင်တိုက်ခိုက်နေချိန်မှာယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးဟာမေ18ရက်ကအမေရိကန်ဒုတိယသမ္မတ JD ဘတ်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒါဖေဖော်ဝါရီလကဇလန်စကီနဲ့ဘန်စတိုကြောင့်အင်ပီရိုမှာအခြေတင်စကားများခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ ၃နှစ်ကျော်အတွင်းယူကရိန်းနဲ့ရုရှားအကြားပထမဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်၂ရက်အကြာမှာ၎င်းတို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ယူကရိန်းနဲ့ရုရှားဟာတူရကီမှာဆွေးနွေးခဲ့ချိန်မှာအပြစ်ခတ်ရစေးသဘောတူညီမှုမရခဲ့ပေအကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်သာရရှိခဲ့ပါတယ်။ကျွန်တော်တို့အစ္စတန်ဘူမှာဆွေးနွေးခဲ့ပါတယ်။ ရုရှားဘက်ကဆုံးဖြတ်ချက်၆ပိုင်ခွင့်မရှိတဲ့အဆင့်နဲ့ကိုယ်စားလှယ်အဖွဲ့ကိုဆင်လုခဲ့ပါတယ်လို့ဇယ်လန်စကီကအီတလီနိုင်ငံရောမမြို့တော်မှာရှိတဲ့အမေရိကန်တပ်အမတ်ရဲ့နေအိမ်မှာဘတ်စ်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် Telegram မှာရေးသားခဲ့ပါတယ်။ဇလန်စကီနဲ့ဘန်စတိုဟာဗာတီကန်မှာပုံရဟန်းမင်းကြီးလီယိုရဲ့ကျန်းသက်စာကျင်းစုပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒီကျန်းသက်စာကျင်းစုပွဲကိုအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရိုဘီယိုနဲ့ဇလန်စကီရဲ့လက်ထောက်အန်ဒရီယာမက်တိုလည်းတက်ရောက်ခဲ့ပါတယ်။ဘန်စ်နဲ့ဇလန်စကီတို့ဟာ ယူကရိန်းမှာဖြစ်ပေါ်နေတဲ့သွေးချောင်းစီးလူသက်ပွဲကိုအဆုံးသတ်ဖို့၎င်းတို့ရဲ့ရည်မှန်းချက်တွေကိုဆွေးနွေးခဲ့တယ်လို့အင်ဖြူရောကထုတ်ပြန်ခဲ့ပါတယ်။အင်ဖြူရောကထုတ်ပြန်တဲ့တပ်ပုံတွေမှာ Bass နဲ့ Zelensky တို့ဟာပြုံးနေတဲ့ပုံတွေကိုမြင်တွေ့ရပြီးဒါဟာ February လကအင်ဖြူရောမှာအခြေတင်စကားများခဲ့တဲ့မြင်ကွင်းနဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။နောက်ဆုံးအားသာတဲ့ပုံတွေနဲ့လာမယ့်နေ့ရက်ဒီမှာကစားသမား4ဦး5ဦးထောက်ခံမိခုအာရှင်နယ်အသင်းကြီးပြအာတီတာအတီးပြုပြီးဘုတ်ဖွဲ့နေပြင်း ပါနက်စွာလှုပ်ဆောင်ရန်လိုအပ်ဟုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်နီးပြအာဒီဒါကလာမယ့်နေရာဒီမှာကစားသမား၄ဦး၅ဦးထွက်ခွာမယ်လို့အတည်ပြုကြခဲ့ပြီးဘုတ်ဖွဲ့အနေနဲ့ပါနက်စွာလှုပ်ဆောင်မယ်လို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်။မေဆက်ရှိရကအရှင်ပြန်ကစားတဲ့အင်ကွင်းနောက်ဆုံးပွဲစဉ်မှာညူကော့ဆယ်အသင်းကိုအနိုင်ရပေးတဲ့နောက်အာတီတာကအခုလိုပြောကြားခဲ့တာပါ။ရှာတီကိုအဆုံးသတ်ကြတာပေါ့။ပြီးရင်ကန်းချီကိုသွားပြီးရန်နင်းနင်းလောက်ပြောကြတာပေါ့။ အပေါ်ပိုင်းမှာရှိသူတွေဘုတ်ဖွင့်ဝင်တွေကသူတို့လှုပ်ဆရာရှိတာကိုတေချာလှုပ်ကြမှာပါကျွန်တော်တို့အနေနဲ့ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာအရန်ပါနဲ့ဖို့လိုပါတယ်အထူးသဖြင့်ကျွန်တော်တို့ကစားသမားတွေလိုအပ်တယ်ဘာလို့လဲဆိုတော့လူစင်းကတော်တော်နေပါတယ်ကစားသမား၄ဦး၅ဦးလောက်ကလည်းစာချုပ်ကုန်တာအငှားစာချုပ်ပြေးတာတွေကြောင့်ကျွန်တော်တို့လက်လွတ်ရအောင်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပါနဲ့ဖို့လိုတာပါထပ်ပြီးပြောရရင်ကိုလုံးချင်တာတွေအစည်းကမ်းတကြလုံနိုင်ဖို့လိုပါတယ်။လာမယ့်ရာသီမှာကျွန်တော်တို့အင်အားတောင့်တင်းအောင်လုပ်ရပါမယ်လို့အာတီတာကပြောပါရတယ်။ ၎င်းရဲ့ပြောကြားမှုအရနွေရသည်မှာစာချုပ်ကုံဆုံးမဲ့ဂျော်ဂျင်ဟွန်နဲ့တီယာနေတို့အပြင်စင်းချန်ကိုဟာလည်းထွက်ခွာပွဲရှိပြီးအငားစာချုပ်ပြေတော့မဲ့နေတိုနဲ့စတာလင်ဟာလည်းသက်ဆိုင်ရာကလပ်တွေကိုပြန်ရမှာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့လာမယ့်နေရာဒီမှာပြင်ဆင်မှုကြီးကြီးမားမားပြုလုပ်ဖွဲ့ရှိကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိပြီးဆိုစီဒက်စကွင်းလေလူဇူဘီမန်ဒီကိုကြိုးပမ်းနေသလိုတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဘေးဘောက်အသင်းကနီကိုဝီလျံစ်လိုက်ပစ်အသင်းကရှက်ရှကုန်စပိုတင်းလစ်စဘွန်အသင်းကယူကယ်ရက်စတိုကိုလည်းပြတ်မှတ်ထားနေပါတယ်။ လဲပြန်ရုတ်တံရဲ့မေလ20ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။